တို့တော်လှန်ရေးတစ်ခုလုံးကကဘာကြီးကိုကျွန်တော်တို့ကျွန်တော်တို့အာရုံစိုက်လာဖို့အတွက်ဆွဲဆောင်မှုအတွက်ဆွဲဆောင်တဲ့နေရာမှာကျွန်တော်တို့ကြာရှုံးသွားတယ်လို့ကျွန်တော်မြင်တယ်ကြာရှုံးသွားတယ်ကျွန်တော်မြင်တယ်အဲ့တော့အရှိရှိပြီးတော့အသက်ရှင်နေထိုင်ရေးပေါ့နော်ဒီအသက်ရှင်နေထိုင်အသက်လေးရှူဖို့အရေးလေးကိုရအောင်ရှက်တည်နေရရေပေါ့နော်မြင်ဘူးလားမသိဘူးလားနမစ္စပါခင်ဗျားတို့ထုံးမြင့်နိုင်ကိုပရင်တင်ဖို့ပဲတည်တယ်လူစုများလုံးပဲမြင်လာပါအခုတစ်ခေါက်မှတော့တို့ညီပိန်းနေတဲ့ဒေါ်ရဲရောက်နေတဲ့ဗရက်တရားစိတ်သက်တည်ကြနေပါပြီ သူတို့ရဲ့ပြောစကားတွေကိုနားထောင်ကြည့်အောင်အရင်တုန်းကဆိုရင်လူငယ်တယောက်အနေနဲ့ဒီအသက်ရွယ်မှာဘာလုပ်လဲပြီးအချိန်မှာဘာလုပ်လဲဆိုရင်အနာဂတ်ပန်းနိုင်အများကြီးထားခဲ့တယ်ပေါ့ဒါမဲ့အခုလက်ရှိအချိန်မှာဆိုလို့ရှိရင်အနာဂတ်ကိုအားလုံးမေ့ပြမေ့ထားတယ်ပေါ့နော်မေ့ထားပြီးပစ္စုပန်မှာဒီနေ့တည့်ရစာပဲဖြစ်ဖြစ်ဘယ်လိုမျိုးဆက်ရလာရှင်ကို စက်ကျင်တော်လိုင်းရဲ့ရုံးကံမျိုးဘယ်လိုရှင်သန်နေထိုင်မလဲပြီးဒီဆရာလာရှင်စနစ်ကိုဘယ်လိုမျိုးတိုက်ထုတ်မလဲဆိုတဲ့ဟိုပစ္စုပန်ကာလအတွက်ကိုပဲတက်တက်အရှိရှူပြီးတော့အသက်ရှင်နေထိုင်ရေးပေါ့နော်ဒီအသက်ရှင်နေထိုင်အသက်လေးရှူဖို့ရေလေးကိုရှာအောင်ရှက်တည်နေရပေါ့နော်တခြားသောဘယ်လိုမျိုးကြောက်ရဲ့ညောမဆက်ဒီအနာဂတ်ဒီအိမ်မက်ဒီဒါတွေအားလုံးကိုတော့နေထားတဲ့ခံစားချက်ကြီးရတော့တော်တော်ကြီးပေါ့နော်လူငယ်တယောက်ဖြစ်ပေမဲ့လူငယ်ဘဝကိုဆွတ်လုပြီးတော့ လူကြီးတယောက်လိုမျိုးရှင်ရှင်ရှင်တန်ရက်တည်နေရတဲ့ဘွားကြီးကတော့ရင်စရာတော့ကောင်းနေဘူးပေါ့နော်ညီမညီတို့ရဲ့ဘွားရှင်ရက်နဲ့တည်သွားပြီညီမလေးကတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတကာအထောက်ပံ့ဆိုတာထိရောက်တဲ့နိုင်ငံတကာအထောက်ပံ့ဆိုတာရလာနိုင်မှုအတွက်မဖြစ်လာနိုင်တော့ဘူးမဖြစ်လာနိုင်တော့တဲ့အခြေအနေကိုရောက်သွားပြီးတော့ကျွန်တော်မြင်တယ်ကဘာကြီးတစ်ခုလုံးကကျွန်တော်တို့မေ့ထားလိုက်မေ့ထားလိုက်တဲ့အခြေအနေကိုရောက်သွားပြီမေ့ထားလိုက်တဲ့အခြေအနေကိုဒါရောက်သွားပြီးဆိုတာဒါရိုးရိုးသားသားနဲ့ကျွန်တော်ပုံမှန်လေးလေးဒါပြောရမယ့်အနေအထားကိုရောက်သွားပြီးတော့ကျွန်တော်မြင်တယ် ဲ့လိုမဟုတ်ပဲနဲ့တခြားဟာပေါ့ကဘာကြီးကမာပြေเจ้าကယူဆိုင်ပါတယ်ဘာဖြစ်ပါလဲညာဖြစ်ပါလဲလို့ပြောနေအဲ့ဒါလိန်နေရပဲလို့ကျွန်တော်မြင်လဲအဲ့ဒါလိန်နေရပဲကျွန်တော်တို့တော်လိုင်းတစ်ခုလုံးကကဘာကြီးကိုကျွန်တော်တို့ကျွန်တော်တို့အာရုံစိုက်လာဖို့အတွက်ဆွဲဆောင်ဖို့အတွက်ဆွဲဆောင်တဲ့နေရာမှာကျွန်တော်တို့ကြာရှုံးသွားလို့ကျွန်တော်မြင်လဲကြာရှုံးသွားလို့ကျွန်တော်မြင်လဲအဲ့တော့ခုနကအဲကိုမျိုးသူတော်ပြောသွားတဲ့အချိန်မှာပါတယ်ကျွန်တော်တို့ကဒီလက်ရှိအမျိုးသားညီညွတ်ရေးအစိုးရနဲ့ပတ်သက်လို့ပေါ့ဝင်းထန်တာအများကြီးဖြစ်နေတယ်ကျွန်တော်တို့ကအာဒါတွေကိုရှော့ချပေးပါ အာယုံဆိုင်ရမဲ့လုပ်ငန်းစဉ်တွေကိုပို့ပြီးတော့အာယုံဆိုင်ပေးပါကျွန်တော်တို့ကဒီလိုပြောကြတယ်လို့ပြောကြတဲ့အခါမှာဝင်းကြီးဌာနတွေအားလုံးကလိုအပ်တယ်လို့ပြောကြတယ်အားလုံးကလိုအပ်တယ်အစိုးရအင်္ဂါရရဖွဲ့ရလိုအပ်တယ်လို့ပြောကြတယ်ဒါမဲ့ကျွန်တော်ပြောမယ်အခုလက်ရှိအချိန်မှာဆိုရင်နိုင်ငံရေးဝင်းကြီးဌာနတစ်ခုလုံးကမလိုအပ်တော့လို့ကျွန်တော်ပြောတယ်လိုမလိုအပ်တော့ဘာလို့မှာလဲဘာမှလုပ်စရာမရှိတော့ကျွန်တော်မြင်တယ်အ ਨੇ ဆုံးလူ3ယောက်5ယောက်လောက်ရှိရင်ရပြီလူ3ယောက်5ယောက်နိုင်ငံကနိုင်ငံတကာကိုယ်စားလှယ်3ယောက်5ယောက်ရှိရင်ရပြီလို့ကျွန်တော်မြင် လက်ရှိတော်လိုင်းကာလာမှာဒါ၄လနှစ်ကာလာလေးကိုလည်းရောက်လာပြီပေါ့နော်ဟိုအများစုကလည်းပြမန်းနေကြပြီအဲ့ဒီနေထားမှာအဓိကတော်လိုင်းရေအားစုတွေနေနဲ့ဒီနေ့ထဲမှာဘာလို့အဓိကလုတ်တယ်လဲဆိုတော့ညီမမင်ကတော့ဒီပို့ပြီးတော့သူစင်းမှုပေါ့နော်စူးစင်းမှုကိုပို့ပြီးတော့အားထားစေခြင်းနဲ့အားထားတဲ့လို့လည်းထင်တယ်ပေါ့နော်နောက်တစ်ချက်ကတော့ လက်ရှိချိန်မှာဟိုအစောပိုင်းအလိုမျိုးဒါပျောက်ကြားစစ်ကနေပြီးတော့စခဲ့ပေမဲ့ဒီချိန်မှာပျောက်ကြားစစ်နဲ့ပဲတွားလို့ရတဲ့အနေထားမဟုတ်တော့ဘူးအဲ့တော့ဟိုစစ်ကိုစစ်နဲ့တူအောင်တိုက်နိုင်မှုတွေညီမတို့ပို့ပြီးတော့ဟိုစစ်စစ်နဲ့ကြတဲ့ဖွဲ့စည်းပုံတွေပို့ပြီးတော့လိုအပ်လာရဲလို့ညီမတို့မြင်နေဟိုအဲ့ဒီနေရာမှာသူ့ဘမှုကိုတော့ဟိုးရင်ကလေးကညီမတို့ဟိုစကြရပါတော့ငါတို့ကလူစုတစည်းလေးဖြစ်တဲ့နယ်ဆိုရက်ခိုင်ချက်တင်နဲ့လှူရှားလာကြတာပေါ့နော် ဒါပေမဲ့တကယ်မြေပြင်လက်တွေ့မှာမဖြစ်လာကြဘူးဒီ limit ကလာတဲ့မှာလည်းအဲစုဖွဲ့မှုတွေကဟိုတကယ်မြေပြင်မှာတိတိယယောက်ကြီးတိမရှိခဲ့ဘူးပေါ့နော် UG ဖွဲ့ရှိတဲ့အချိန်မှာကျွန်တော်တို့ကအချိန် time frame ကိုပြကြည့်မယ်ဆိုရင်တော့ UG ဖွဲ့တဲ့အချိန်မှာကရင်နီဖက်က Federal Council တော့မှမဖွဲ့နိုင်သေးဘူးချင်းဖက်ဆိုရင်လည်းဖွဲ့တော့ဖွဲ့ပြီဒါမဲ့ရှုပ်ရှုပ်ထွတ်ထွတ်ရှိနေသေးတဲ့အချိန်ကာလဖြစ်တယ်စသဖြင့် Federal ကိုစားပြုတ်တွေကဆီလွတ်တဲ့ဟာမျိုးမဟုတ်ဘဲနဲ့ဒါ NCRPH ကအတင်းအတင်းတော်တယ်လို့ဒါ diversity ကိုကိုစားပြုမှုပုံစံမျိုးရှာပြုံးမှာတကယ်ခန့်တဲ့ဟာကပုံများတယ်တကယ်ဆေလွတ်လို့ခန့်တဲ့ဟာမျိုးဆိုတကယ်လို့ဆေလွတ်လို့ခန့်တဲ့ဟာမျိုးဆိုလေချင်းချင်းအရှိဟာမျိုးကိုဥပမာတစ်ခုအနေနဲ့ပေးမယ်ဆိုရင်ချင်းအကွင့်ပြင်းဖြစ်တဲ့ချင်းမှာ NUG ဝန်ကြီးတွေကိုတိုင်ကအလွင့်ချက်ချက်ပါလာဆိုပြောချင်တာက NUG ဖြစ်တဲ့သူတွေကချင်းဟာမျိုးမှာအကွင့်ပြင်းပြန်ပေါ်တဲ့ပုံစံမျိုးဖြစ်တယ် ဒါပေမဲ့အဲ့လိုပြန်ပြောဆွဆွေးမယ်ဆိုရင်လည်း NUG ကဒါငါတို့တိုက်ရိုက်ရဲ့ငွေကြေးချက်မဟုတ်ဘူးဖြစ်ဖြစ်ပြန်မယ်ဒါပေမဲ့ဒီချင်းကိုစားပြိုးလို့ကျွန်တော်တို့ရွေးချယ်လေးတူတွေကဘာဖြစ်လို့ချင်းကိုကိုယ်အကွေပြဖြစ်အောင်ပါဝင်လေးတူတွေမှာတရက်ခံပုံစံမျိုးဖြစ်သွားတယ်လေဆိုတဲ့ဟာတွေကလည်းအင်မတန်ဒါ main control ဆရာရှိဖြစ်တယ်ဒါအသက်မဝင်နဲ့ဟိုဒီ NUG ရဲ့ support မှုကျွန်တော်ဆိုလိုချင်တယ်ဖြစ်တယ် diversity ဘလောက်ပဲ diversity ရောရောဟိုဒီဘာခေါ်မလဲကျွန်တော်တို့မိုဟင်ခါတုတ်တယ်ဆိုပြီးမှမိုဟင်ခါမှာပါဝင်တိတ်ပါဝင်ထိုက်တာတော့ထဲလိုက်တယ်ဒါနဲ့ အာအချိုးကြက်ကြက်မပါဘူးဆိုလို့ဆိုမိုဟင်းခါလို့ခေါ်လို့မရဘူးပေါ့အဲ့လိုပုံစံမျိုးပဲဘလို့ပဲထဲထဲဒါအဲယူချီကဟိုဒီ diversity ပါဝင်မှုနဲ့ဖွဲ့တယ်ဆိုရင်တော့မှဒါအစုဖွဲ့မှုကစနစ်မကျမှုဆိုတော့ဒါဟိုဒီမိုဟင်းခါလို့ခေါ်လို့မရတဲ့ပုံစံဆိုတာကျွန်တော်ပြောချင်တာဖြစ်တယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ပုံနေထုံးဖြစ်ပါတယ်ဒီကနေ့မှကျွန်တော်ပြောချင်တာကရခိုင်ပြည်ရဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြလိုက်အောင်မယ်နော်ဗာလဲဆိုလို့ရှိရင်တော့ခင်ဗျားတို့ လက်နက်ကင်ပြည်သူပြည်သူလက်နက်ကင်ဆိုပြီးတော့မှခင်ဗျားတို့ခံယူထားတဲ့အရာတွေဟာခင်ဗျားတို့မာနေတယ်နော်စက်အာဏာယူတွေတခင်ဗျားတို့ယူတာပုံများနေအဲ့ဒီနေရာလေးမှကျွန်တော်ဗာပြောရှင်းလဲဆိုလို့ရှိရင်တော့ခင်ဗျားတို့ရခိုင်လူမျိုးတွေဘလို့နေတယ်လဲဘလို့ထိုင်တယ်လဲဘလို့စားတယ်လဲဆိုတာကိုလေတွက်ကြည့်လိုက်အောင်နော်နိုင်ငံသားမရောက်ရှိနေတဲ့ရခိုင်ပြည်ကပြည်သူလူထုတွေ ဘယ်လိုနေတယ်လဲဘယ်လိုစားတယ်လဲဆိုတာကိုလေသွားကြည့်လာဟုတ်နိုင်ငံသားမှာတပတ်ပေါက်တာခမရိုခမရိုပြောတော့ထုံးမျက်နှာကနောက်တစ်ချိန်မှာဘယင်ဘယင်ထုံးမျက်နှာဘယင်တည်ဖို့ပဲမစမ်းစားနဲ့ဟိုပြည်သူလူထုတွေကအရေးဥစုံတွားပြီးတော့မှလဲလာကြည့်လိုက်ဟုတ်မှန်လားဘာပေါက်လားအာဘာကောင်းနေလားဟမ်ပတ်တော်လေးတွေလာမေရောခေါ်နေနမစပပညာတက်ပြတိတရားတွေခေါင်းပေါက်လိုက်လာမေရောခေါ်နေဟဲ့တေလို့ဆဲကွာခြောက်ကွာ ပြောတော့ကော်လမနာနဲ့ကောင်းတဲ့လူလေးရှိတယ်မကောင်းတဲ့လူလေးရှိတယ်တချို့လူတွေရခိုင်ပြည်မှာစက်မုံမထိုင်းချင်လို့ဟမ်အေမာကိုချက်လို့သူများနိုင်ငံမှာထွက်ပြေးပြီးတော့မှလာကြတယ်လာကြတဲ့လူတွေလေးကောင်းကောင်းမမုံမနေဘူးသူများနိုင်ငံကနေအားချောင်းနေတယ်ကိုမီကိုလိုးတွေကပြောလိုက်တော့ကိုရဲ့ရခိုင်ပြည်ကောင်းကောင်းမမုံနေချင်တယ်လေးနဲ့ပါလေးနဲ့နမိတ်စပ်ပါခင်ဗျားတို့လွတ်စွာချက်တွေသွက်ကြည့်လာအောင်ဟမ်ကိုမီကိုလိုးတွေကိုအမေမဲမတိတဲ့ပြန်လိုးတဲ့ကောင်းလေး လုံးမသားတွေမဲတို့ကောင်တွေမဲတို့ရခိုင်ပြည်မှာမနေချင်လို့စက်မှုမထိုင်းချင်လို့လာတယ်မဟုတ်လားမဲတို့ကောင်ဘာဖြစ်လဲသူများနဲ့ငန်းနဲ့အားချောင်းကြလဲပြန်ဆင်းလိုက်ပေါ့ဟမ်အခုကြည့်လိုက်ကပြားတို့ရခိုင်လူမျိုးတွေများဝေးဒီမှာသဘုံကြီးထွက်ပြေးနေတာဦးမင်းကိုလို့တွေခင်ဗျားတို့ရခိုင်လူမျိုးစစ်စစ်တွေဘလို့ဒီမှာမလေးရှားနိုင်ငံမှာဘလို့နေတယ်လဲဦးမအိုမန်နိုင်ငံထိုင်းနိုင်ငံ ဟမ်နိုင်ငံပေါင်းစုံမှာဘယ်လိုနေတယ်လဲဆိုတာခင်ဗျားတို့မမြင်ဘူးလားမသိဘူးလားနမစ်စပါခင်ဗျားတို့ထုံးမြင့်နိုင်ကိုဘယင်တင်ဖို့ပဲတည်တယ်နဲမင်ပြန်လို့တဲ့ဘယင်တော့ဖြတ်မယ်ထုံးမြင့်နိုင်6မပါကွာတဘောပေါက်လာပြင်နေအုတ်ချွတ်တဲ့ဘယင်တော့မဖြတ်ဘူးမှတ်ထားကိုမင်းကိုလို့တဲ့နမစ်စပါအဲစကားရင်းမပြောဘူးဆိုတော့နည်းနည်းတော့ပြောမယ်ကွာ online ပေါ်မှာရထားနေတဲ့ကိစ္စဟာနိုင်ငံကအချမ်းမကြီးမကောင်းပါဘူးဆိုတော့မှပဲ အားလုံးမဟာရီဟိုကဗာတရေတို့ခုံးကြီးဝတ်ပေးတဲ့ဟာရီနဲ့နော်တရေခုံးကြီးစီးပြီးမနေနဲ့ဖင်ဖင်ပြေးခံလိုက်တော့ဖင်ပြေးခံလိုက်တရေခုံးကြီးစီးပြီးမနေနဲ့ဖင်မခံလိုက်တခါလေနော်နောက်တော့ကဗာလဲဟိုဈေးအောင်တော့ဟမ်ဒီလရှင်ဝိဇုံတွေဝတ်ပြီးတော့ဟာဘာတွေမှမသိဘူးဟာဆော့ကောင်မတွေအစ်စ်ရုပ်တွေကြည့်တော့တေဂာနီးနေပြီဟမ်တေဂာနီးနေပြီနော်ဒီလရှင်ဝိဇုံကြီးဝတ်ပြီးတော့ဈေးအောင်နေတယ်ဟမ်သာသနာကိုဖျက်နေကြတာဟမ် အာသနာကိုဖြစ်နေတာကိုလူမျိုးကကိုပြန်ပြီးတော့ဟမ်မပြောမပြောအားသေးလို့မပြောသေးတာဟမ်နောက် online မှာ online မှာဟမ်နိုင်ငံခြားမှာမကောင်းဘူးပျော်ဝဲရှင်ဝဲတွေ short ပါဆိုပြီးတော့ဟမ်ပြောတဲ့လူတွေလိုက်ဆဲနေတဲ့ဟာတွေကတက်တက်ဟမ်ဆဲပါဆိုပြီးတော့ဟမ်ပြုတ်လို့မပြီးနိုင်တဲ့ဖိနေရအေးနင်တို့အဲချဲပေါင်းမှာခေါ်တီးမယ်ကောင်တွေကလည်းတန်းစီနာပဲပြီးပါသေးမြန်မြန်အဲကောင်တွေလည်းချဲမြန်မြန်ပေါ့နင်တို့လည်းအတီးမြန်မြန်ခါပါသေးဟမ်နင်တို့မပြောနဲ့မပြောဘူးကြိတ်ပြောကြပါလား ဟမ်တမယားတွေစိတ်ဆင်းရဲနေတဲ့အချိန်မှာမပြောနဲ့မပြောပါဘူးချိန်ပြောကြဒီနေ့မှတရေလေးချိန်ပြောရတယ်ပြင်ပြီးတော့ဖင်မယားနဲ့ရှိရတာဆောက်လုံးနေတာအနောက်လာလို့သိလားရှိရတာဆောက်လုံးနေတာအနောက်လာလို့ပြောတာဟမ်လိုင်းမမှာတင်းပြီးဖင်မယားနဲ့ဟမ်နောက်တစ်ခါဟိုမှာဟိုဆရာတော်ကဟမ်ရေပက်တဲ့ကောင်လေးတမယားတွေဒီလောက်တော့ကရင်းနဲ့ငိုကြွေးနေတာကိုရေပက်တဲ့ကောင်လေးကိုနရင်ဆင်းရိုင်မယ်လို့ပြောတာဟမ်ဆရာတော်ဆရာတော်ပို့အောင်มาသွားပြီးတော့ဟမ်ကိုမေကိုလို့မြဟမ်တစ်ချက်ပြီးရင်သုံးချက်ပြီးมาတော့ဟမ် ။ဒါရှိရင်လှုပ်ကြည့်လိုက်တို့။ဟမ်ရေလာပယ်အောင်မယ်ဆရာတော်တို့တို့ဟမ်မင်းတို့ဘောတော်ပါတာမဟုတ်လား။ဟမ်ကိုမေကိုလိုလေးတွေငါလာပယ်ဆိုင်အောင်လေလာလား။ဒါလည်းအဲ့ဒါရှိပါတယ်ဆိုတော့ဆရာတော်ပို့အောင်မှာသွားမှန်းနေရေကိုမေကိုလိုများမင်းတို့တက်တက်ဆဲတာနော်။ကိုမေကိုလိုများငါလာပယ်ဆိုင်။ဟမ်ဆရာတော်ပို့အောင်မှာသွားပြီးပါဟမ်တစ်ချက်တည်းရင်သုံးချက်တည်းမှာတို့။ဟမ်မင်းတို့သာသနာလည်းမသိဘာသာလည်းမသိဟမ်လူမျိုးလည်းမသိခွေးသားလေ။ဟမ်မင်းတို့မှမင်းတို့ပြောတာတနေ့တစ်ခါမကလို့ပဲတည့်ရက်မှတစ်ခါပဲဖြစ်ဖြစ်ချိတ်ပြောကြသမ ्या ။ဟောင်းရကောင်မလုံးနဲ့ဆောင်းလုံးတော့မလုံးနဲ့သိလား။အားလုံးပဲသဘောကျနေတတ်မယ်လို့ထင်ပါတယ်။ခုချိန်မှာဒီပိန်းနေတဲ့ဗရက်တွေကစိတ်သက်တွေတို့များအကြဆုံးပါပါပြီ။ LNG နဲ့တော်လန်ကြီးကလည်းဂိမ်းဝါဖြစ်သွားပါပြီ။ဒါ우ချို့တော်နေပိန်းနေဗရက်တွေလက်ခံပြီးတော့ချို့တော်နေပိန်းနေဗရက်တွေကတော့ဖိပိတ်ပြီးတော့ညင်းနေတုံးလည်းရှိပါတယ်။ဒီကတော့ခွေးမြကျော်လို့ခွေးတွေကတော့ခုချိန်ဒီတော်လန်ကြီးကနိုင်နေတုံးလို့ဖြစ်ပါတယ်။ခွေးမြကျော်လို့ခွေးလိုင်ဝင်တော့ခုချိန်ဒီလိုင်းပေါ်မှာကိုနိုင်နေတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီမဟုတ် channel လေးကိုလည်းအပန်းကြီးရင် like share လေးလုပ်ခဲ့ပေးဖို့ကောင်းပါတယ်နော်။